ဒီနေ့1389ခုနှစ်တရင်ကျော်ဒါဇန်ရှိရဲ့တရင်ကျော်ဒါဇန်ရှိရဲ့တွေ့တော့မဟာနိုင်ကဆရာတော်ပြန်တော်မူတော်တဲ့မဟာနိုင်ကဆရာတော်ရဲ့မွေနေ့မွေနေ့ဖြစ်တဲ့လို့ထွားတဲ့ဓမ္မတိပိဒကဆရာတော်ဖြစ်တဲ့ဆရာတော် ဝိပိစတာဘေဝန္တဝိနေဒူရူပါပဲနှစ်ပါးဆရာတော်ဝိပိအရော59ပြည့်မယ်နဲ့တူတာထိတော်တို့ဆရာတော်အရော60ပေါ့၃နှစ်စီကွာကြတယ်ဗျာလေတခါကြောတက်နိုင်ကလည်း၃နှစ်ထန်နေတော့54နှစ်ပေါ့တော့ထားပါတော့ဆရာတော်ရဲ့ကိုကြောင်းတိုင်း ကျေးဇူးရှင်ဆရာတော်ရဲ့ဝိနည်းပေါ့ဘာဖြစ်ဖြစ်စိတ်ထဲမှာတော့ဆရာသမားကုံကိုအာယုံတော့ပြုမိတာပါလေတတ္တိယတာပေါ့သမိုင်းတခုဆိုတာမဖြောက်ကောင်းဘူးကျေးဇူးရှင်ရဲ့သမိုင်းတခုဆိုတာဆောင်းရောင်းပေါ်မှာတူရတော့တပုံနေချိတ်တာပေါ့နော် ညာစကြဆရာတော်ကြီးညာစကြမနာကဆရာတော်ဆရာတော်နှစ်ပါးရဲ့ပုံတော်လေးချိန်တာညာစကြဆရာတော်ကြီးအပမိတ်နော်ဆိုတော့အေးဆရာသမားတွေမရှိဘူးဆိုရင်နောက်ပိုင်းကျဓပုံတောင်းထားကြမှာမဟုတ်ဘူးတပည့်တွေကဆရာတွေမရှိတော့ဘူးဆိုရင်ဓပုံတောင်းထားကြမှာမဟုတ်တော့ဘူးဆိုတော့အဲ့ဒါလေး ခဏခဏကြာတာပေါ့ဒါနဲ့ပြန်တော်မူပြီးပြီးခြင်းပဲကဲတော့ဘုံကတော့မဖြစ်မနေလောက်မှာပဲဆိုလို့မရတော့မြင်ပြီးတော့ကြောင်းလိုက်တည်တဲ့ဆရာတော်စတဲ့နိုင်ပုံဖော်တဲ့ဆရာတော်ဟောဒီဆရာတော်နှစ်ပါးကျေးဇူးကြောင့်ဒီလိုနေထားတစ်ခုကိုရောက်လာရတယ် ဆရာသမားတွေရဲ့အရေးကြောင့်ဒူဒူတန်တန်ဘဝတစ်ခုမှနေကြရတယ်ဆိုပြီးအာယောဖြူကြရတော့ဘောဆရာတွေရဲ့သမိုင်းဆိုတာမဖြောက်ကောင်းဘူးဖြာအဲ့ဒါလေးတည်းတတိထားပေါ့ခုဆရာတော်တွေပြန်တော်မူတာနှစ်နှစ်သုံးနှစ်ပေါ့နောက်ဆယ်နှစ်လောက်နေရင် ပိုပြီးမိမ့်မိမ့်နောက်ထပ်10နှစ်မိမ့်မိမ့်တနောက်ထပ်10နှစ်ဆိုရင်ကိုယ်လည်းရှိခြင်းမှရှိကြတော့မယ်ခုံတော့ပေါ်လေထို့တူပဲကိုယ်တမိုင်းလည်းဘယ်လိုဖြစ်ကြမယ်မသိဘူးဘာပဲဖြစ်ဖြစ်ကိုရောက်နေတဲ့အချိန်လက်ရှိချိန်မှာကိုယ်ဆရာလေးရဲ့ခုံကိုယ်ဆရာလေးရဲ့တမိုင်းဒါတွေကိုအာယုံပြုပြီးတော့ဆက်ပြီးထိမ့်သိမ့်သွားကြရမှာပဲကိုတက်နိုင်တဲ့လို့ ပူဇော်ရမှာပေါ့တချို့ကိစ္စဆိုရတဲ့အကုန်တက်နိုင်တာမဟုတ်ဘူးအကုန်တက်နိုင်တာမဟုတ်ဘူးပူဇော်ခြင်းတရားနဲ့စိတ်မှာအာရုံပူဇော်ဖို့ဆိုတာလည်းမလွယ်ဘူးလေဒါတွေကတော့အကြောင်းအကျောင်းဆိုတာရှိတာပဲကဲစူတီအောင်တလုံးစားဘူးသူကျေစုကို အထူးတည်မြဲပေးဆက်ခြင်းလေကောင်းခြင်းမြင်မှုကျေးဇူးကိုကလိုအပ်ချက်ကြီးပေါ်ပြမိသည်အနည်းကြည့်မုံမုံတတ်သည်တလောစာဘူးသူကျေးဇူးကို အထုတိမြင်ပိဿတ်ချန်တော့ကောင်းကင်မြင်မို့ကျေးဇူးကိုကလိုအပ်ချက်ကြီးပေါ်ဖြတ်မိသည်အနည်းကြည်မုံမုံတတ်သည်တပည့်တော်မြတ်မှန်တတ်တော်အနည်းမုံဝေမုံဆိုတာရှိတယ်ဗျနော် တခါလေဝေမြင်ပြီးအနီးမမြင်တော့အနီးမုံပေါ့ဒီလိုပဲတစ္ဆေသမားတွေမိဘတွေဆိုတာနီးနေတော့ကြတော့သူတို့ကဟာပုံသွားတာပေါ့နီးတဲ့ဟာဆိုတိတ်မမြင်ဘူးတဲ့လူဆိုတာနီးလေးမမြင်လေးပဲနီးတာသာမြင်ကိုမျက်ချီကိုမြင်မှာပေါ့ဒါဆိုပေါ့နော်ထားပါအတ္တိကကအတ္တိကနဲ့ပြာနာကွဲဖို့ ပဓာနာနဲ့တာမညာအဓိကနဲ့တာမညာကိုယ်လိုတို့ရယ်ဘာကိုလေးထားရမှာလဲဘာကိုပို့ပြီးလေးထားရမှာလဲဒါလည်းကိုယ်လိုတို့ရယ်ဒီကြောင်းရာတွေလည်းမြေတန်းခဏခဏပြောပါရောင်ရဆရာတော်ကြီးမိန့်တယ်လို့ခုခေတ်ကိုတော်ကြီးကတည်ခါကျော် တအုပ်ချပေးတဲ့ဆရာကိုသင်္ကန်းတစုံပေးတဲ့ဆရာတော့ကျေးဇူးမတင်ញင်ကြတော့ဘူးတဲ့ဒါလည်းဟုတ်တာပဲတခါတည်းရန်တပြီးတို့ရဲ့တာမန်စိတ်တစ်ခုအနေနဲ့ကိုယ့်ကိုပေးရင်ကျေနပ်တာဟိုပစ္စည်းဝတ္ထုပေးတာတော့ထင်းထင်းရှားရှားကြီးရလာတာပညာပေးတာကကြတော့တခါတည်းရန်စိတ် ဆရာသမားတွေရဆိုတာငောက်တာတချို့ဆိုရင်ရိုက်တာနဲ့တာကအစခံရင်ခံရတော့အဲမကြိုက်တဲ့ဆေးလိုမျိုးရတယ်လို့ဖြစ်တာဟုတ်ပင်မန်းတော့အဲကြလောလောကုကုကိုကိုသင်္ကန်းတစုံချီမြောင်မယ်အဲပစ္စည်းတစ်ခုခုချီမြောင်မယ်ဆိုရင်တော့ဩငါပေါ်မြတ်တာရှိတယ်ဟဲ့ဆိုပြီးတော့ခြေနဲ့တာပေါ့အဲတကယ်မြတ်တော်စေနာနဲ့သင်ပေးတဲ့ဆရာတွေကိုကြတော့မမြတ်တော်ပဲဖြစ်တတ်တယ် မမြတ်တဲ့ဖက်ဖြစ်တဲ့တာကိုပိုင်းလဲဆေဝာနေနဲ့ကျုံလာကြရမှာပါပဲခုရှင်ပြတော့တော်တော်များများလဆေလေးဖြစ်လာကြလူဆိုရတော့အလုံးပဲပြည့်မလဲအလုံးပဲပြည့်စုံမလဲလူဝါချက်လေးတွေရရှိတာပေါ့အတူတူနေပါများတော့ထီမိခိုင်မိတွန်းမိတိုင်မိဒါတွေများတာပေါ့များတော့ဒါတွေကြည့်ပြီးတော့ ကောင်းွက်တွေပြောက်ပြီးတော့အတားတွေပုံမှာပဲကြည်ရင်လည်းဆရာသမားပုံမှာစိတ်ထဲအမရတာဒါမျိုးတွေဖြစ်တတ်တယ်ဒီလိုတွေလည်းဖြစ်ခဲ့ဘူးကြပဲဟောခုချိန်ဆရာမရှိဘူးဆိုတဲ့ချိန်ကျမှအိုးဆရာသမားလုပ်တော်တဲ့ဟာတွေကအနေချက်ကနည်းနည်းအတားချက်ကများရွေးမြင်ရတာတွေ့ရတော့ ပြန်ပြီးမှဆပြီးချိန်ညိုရတာပေါ့နော်ချိန်ညိုရတာပေါ့အဲထို့တူပဲတခါတည်းကဘာမဟုတ်တဲ့လူအချက်ကလေးနဲ့သွားပြီးတော့ကြီးမားတဲ့ကြီးမားတဲ့ဂျေဇူးတွေကိုမဖုံလိုက်ကြနဲ့အနီးမုံမမုံစေနဲ့ပေါ့တခါတည်းကဒီလိုလိုပြောကြတယ်ပေါ့ဩဖေဆရာတော်ကြီးကဘလို့တော်တာဖေဆရာတော်ကြီးကဘလို့တော်တာစသည်ဖြင့်အဝေး ကိုနီနာဇေယကြတော့အင်းတော်တော့တော်ပါရဲ့ဒါမျိုးလာတာပေါ့နော်စိတ်ကစိတ်ကခြားတဲ့နေရာတွေမှာလည်းဒါမျိုးတွေဆိုတာရှိမှာပါပဲအဲတို့တော်ဆရာကျေးဇူးဆိုတာနေရမဟုတ်ဘူးထင်ရှားရှိတော်အတူနေကြတော်ဖိဆက်နိုင်တယ်လို့ဖိဆက်ကြမြတ်တာဆရာတစ်ပည့်ဆိုတာမိပါလို့ပဲ မိဘနဲ့သသမီတို့ပဲတယောက်နဲ့တယောက်မြတ်တာထားပြီးတွားကြရမှာပဲခုလောတူတော်တို့ယေရှုရှင်တိုက်တီးဆရာတော်ကြီးယေရှုရှင်ခုစတဲ့နိုင်ပုံဖော်တဲ့မဟာနိုင်ကဆရာတော်ဟောအများကြီးကိုပဲတတိယပါတယ်တတိယပါတယ်အခုကြိုက်တဲ့ဆရာတော်ကြီးကြောင့်ယူတဲ့အခါမှာ တောင်ကြီးဆရာတော်ဘုရားကြီးလက်ထက်မှာဆိုရင်တပည့်ကြီးတွေကအံ့ဩစရာဆရာတော်ကိုကြည်ညိုတာကြည်ညိုကြတာကြည်ညိုကြတာသူ့ဘဝအကြောင်းပြောလိုက်ပြီဆိုရင်ဘဝအကြောင်းပြောတာနည်းနည်းဆရာတော်အကြောင်းကဆရာအကြောင်းကတဝက်လောက်ပါနေတယ်ဗောနော်ကိုဘဝအကြောင်းတော့ပြောတယ်ပြောတယ်ပြန်အဲ့ဒီဘဝအကြောင်းထဲမှာဆရာအကြောင်းကတဝက်လောက်ကို ပါနေတယ်ဆရာပေါ်မှာမြန်လို့တဲ့စိတ်တွေအတိုင်းသာတွေ့ရတာပေါ့ချီးနှူးစရာကောင်းတာပေါ့ဒီဟောတာကိုကြည့်တော့ကျတော့ကိုခုကိုတောင်ပြန်တောင်းမှဟောသိငယ်သွားသေးတယ်ဟောတို့ဆရာသမားချစ်တယ်ဆိုတော့ချစ်တာပဲလေးစားတာပဲရှိကြတာအဲသူ့လောက်ထိဘယ်လိုပြောမလဲကိုကားတာအလေးထားတာ ဆရာတော်ကြီးလောက်ထိတော့မရှိဘူးပေါ့ဒါအမှန်တိုင်ဝန်ခံရတာပေါ့လေအဲ့ဒီမှလည်းပြန်ပြီးကိုကိုကိုတွေးမိရတယ်ပြန်ပြီးအာယုံပြုရတာဆရာတော်ကြီးကဘာပြောပြောနောက်တောင်မျိုးဆရာတော်ဖရာကြီးရဲ့အဲ့ဒီအကြောင်းထဲမှာတွေ့ရတာလေးတစ်ချက်နှစ်ချက်ပေါ့နော်ဆရာတော်ကြီးရဲ့တန်ခါဘောဂိယူဆိုင်ပုံလေးကိုယ်ဉာဏ်ရတဲ့ ကြောင်ထဘာဥတ်ဒီဘာတွေတဲနေကြတယ်ထားတော့ဒီဘက်ကဥတ်ဒီဟိုဘက်ရွှေလှဲလေးဘောတင်းကွာလေးတုံးလေးဘာပေါ့တင်ပြီး တော့ဟေးတော့ပြည်ဟေးတွန်းညမယ်ပေါ့အဲ့လိုမျိုးအော်တာပေါ့လဲတော့ဟာပေါ့တုံးမအော်ပြီးတွန်းညတာပေါ့တော့တော့လှဲဆိုတာကိုလည်းသူကအော်တဲ့အခါကျလှဲကဟတ်ထိုးတယ်မပါဘူးဘယ်ဒေသမှာမို့ရမသိဘူးလဲတော့ညဟေးလဲတော့ညသူကဟတ်ထိုးပြောင်းတယ်လဲကြီးဖြစ်နေတာ <laughs> ဆရာတော်ကြီးကကြားပြီးတော့နီးနားရောက်လာသူတို့ကမသိဘူးနောက်မှမြင်တော့ကြဆရာတော်ကဟဲ့ကိုရင်းတဲ့ဖရာအရှင်ဖရာပေါ့လဲကိုလဲလဲနေဆိုနေတာတဲ့ကိုရင်းကအဲတပြင်လူမျိုးကြလားဆိုမဟုတ်ပါဖရာဗမာပါအရှင်ဖရာပေါ့သူကအဲ့လိုပဲအာရပါရဖြေကြတယ်အဲအဲ့လိုကဲဟုတ်ပါပြီဗမာပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်တဲ့ ကိုရင်ခေါင်းကြိုက်ထားတာနည်းနည်းမြောက်တော့နေတဲ့အလုံးလုံးလို့ခေါင်းကြိုက်ထားပဲလို့အဲ့လောက်ကြီးထိမြောက်အောင်တော့မကြိုက်နဲ့တဲ့ဟောဒါဒါလေးဒါလေးအသေးစိတ်လေးဂယူစိုက်တာလေးတွေအဲ့ဒါလေးသွားပြီးကြည့်ပြီးတော့ဟောကျောင်းဖုန်ကြီးလည်းအလိုဆုံးမခဲ့တဲ့အသေးစိတ်ကလေးတွေပြန်မြင်ပြီးတော့တတိယတော့ပေါ့နောက်တစ်ခုကိုယ်ကသူကိုလှုပ်ရင်ဆရာတော်ကြီးသဘောကျတဲ့ဟာလေးပေါ့ ကိုယ်ကသူကိုယ်လုပ်ရင်သဘောကျတဲ့ဟာဆိုတာတဲ့ရဆရာတော်ကြီးရဲ့ကြောက်တော်ကြီးဆရာတော်ရဲ့ဘုံကြီးကိုယ်ရဲ့ပုံမလမ်းလျှောက်ကြွာလာတော့ကိုယ်ရင်ကြီးတွေကမကြည့်အဲတမာပင်မော်တက်ပြီတမာရွယ်ခူးနေကြတယ်တမာရွယ်တွေခူးနေတော့ဆရာတော်ဟဲ့ဟဲ့ကိုယ်ရင်တွေဘာလုပ်နေကြအောင်ဘေးကဆွန်ကျော်ဘုံကြီးခိုင်းထားတာလားကြောက်တော်ကြီးဆရာတော်ကဆွန်ကျော်ဘုံကြီးဆိုတော့မဟုတ်ပါရှင်ပြရတယ် ကံတားဆုံးကိုရင်လေးဘာဘာလို့ဘာဖြစ်လို့တမယောခုနေကြတာတော့မမတဲ့တတိယတို့ဒီတမယောခုပြီးရင်တမယောတွေကိုထမရင်နဲ့စိန်ပြီးတော့အိုးတဲ့တိတ်ထားပါသေးဖေရတဲ့အိုးတလုံးစာရပြီဆိုရင်တန်ခါတွေကိုတက္ကမကြီးတော်ရှန်ဆိုတာစွန်ညောင်းကိုင်းတဲ့တက္ကမကြီးပေါ့ဓမ္မကြီးတော်ရှန်ပြောပြီးတော့ငပိကျက်ချက်ခိုင်းပြီးတော့တမယွတ်နဲ့တန်ငါကိုကတ်ပါတယ်ဟင်းတစ်ခွက်ရပါတယ်ဖေဟာဆိုတော့ဆရာတော်ကြီးကတော့သဘောကျသွားတာ တော်သဘောကြသွားဆိုတာခိုင်းလို့မဟုတ်ဘူးကိုယ်သိစိတ်နဲ့ကိုယ်တန်ဃာတွေကလေးတွေအနေနဲ့အလုံးတန်ဃာတွေအတွက်ဟင်းတစ်ခွက်ရအောင်လှုပ်လို့တဲ့ကဲကွင်းတို့လာကြတဲ့တပိပြီဆိုရင်ကွင်းတို့ဆုချတဲ့အနေနဲ့တဲ့ဆက်ပြခဲ့တခဲစီပေးမယ်တဲ့ဘုန်းကြီးကြောင်ကြွခဲ့ကြဆိုပြီးဆရာတော်ကြီးကမိတ်ပြီးပြန်ကြွသွားတယ်တဲ့ဆက်ပြခဲ့ပေးတော့လဲကာဗော်လက်တခဲစီပေါ့အဲ့ဒီခက်ကကာဗော်လက်နဲ့ဆန်းလိုက်ပဲတိုက်ရတာရွှေဝါပေါ့ ကာဘော်လည်းပေးတော့ကြောင်ကိုရင်လေးကယူကြတာပေါ့လေတပါတခဲလူခန်းလူခန်းပြီးတော့အဲ့ဒီစာရေးတဲ့ကိုရင်လေးကအခုတော့ဆရာတော်ကြီးဖြစ်နေပါသူကကြတာတပြည့်တော့ကာဘော်တက်လိုချင်ပါဖေရဒါဆိုကိုရင်ကဘာမှတပြည့်တော့ဆန်လိုက်လိုချင်ပါတယ်ဖေရအဲ့ဒါနဲ့ဆရာတော်အေးအေးတဲ့အဲ့ဒါဆိုရင်တပြည့်တော့သုံးတဲ့ဆန်လိုက်ယူသွားတယ်ကိုရင်ကာဘော်လေးပေးထားခဲ့ဆိုဆရာတော်ကာဘော်တက်ပဲသုံးတယ်တဲ့အဲ့ဒါလေးသွားတွေ့ရတာပေါ့ဆရာမေတ္တာလေးပေါ့နော် အဲအဲ့ဒီဟာလေးတွေ့ရတော့လဲတော်လေးစိတ်ထဲကျေနပ်တာပေါ့ခံစားရတာပေါ့ကိုယ်သိစိတ်နဲ့ကိုယ်လုပ်တယ်ဆိုတာထွေတော်ကြောင်းဆရာတော်လည်းမြဲတမ်းစာချက်ရင်လည်းကိုယ်သိစိတ်နဲ့ကိုယ်ချက်တာအမြဲတမ်းတမိုးထားပါတယ်။ဘာပဲလုပ်လို့ကိုယ်သိစိတ်နဲ့ကိုယ်လုပ်တာတန်ရှင်းလုပ်တာစတမိုးထားတယ်။နောက်ကလည်းတတိထားတယ်။ထွေတော်တို့စချက်တော်ကခု တိမ်မောနေရပေါ့တိမ်ကမရှိတော့ဘူးရှင်ဖရာတို့အဲဒီစာကြည့်လိုက်ဟိုဘက်ကနေရပေါ့တိမ်နေရမှာအဲတော့အငယ်တန်းတော့ကကလေးတွေနဲ့အဲ့မှာကြက်ရကြက်တဲ့အခါကျတော့အခုစာကြည့်တဲ့ဒီဘက်အောင်ရနာရေကန်ဗောဓိပင်ဝင်အဲ့ဒီဝင်တက်လျှောက်လုံးကအဲဘာပင်နေတော့ဆိုရှားပင်နေရှားပင်နေအပြည့်ပဲဗောဓိပင်လေးကလည်းတေးသေးလေးတရာအောင်ကျော်လောက်ရှိမလားခါလောက်ပဲရှိမှာပေါ့ အဲ့တခြားတော့ကလည်းရှားပင်လေးမြေရလည်းမြေချမ်းပေါ့မြေချမ်းဆိုတော့အဲ့ရှားပင်လေးကြည့်ရတာအဆင်မပြေအတားနဲ့တွေ့တော့ခုတော့လူထွက်သွားပြီအဲ့ငမြာပဲจิตူခေါ်တာကိုရင်သောဘနာပေါ့အဲ့သူကလူကလည်းတန်တမာပါဆိုတော့သူတို့ဖွဲ့၃၄ယောက်တော့စာဝနာတဲ့အချိန်လေးရှိတဲ့နေ့လည်းမှာအချိန်တော့မမှတ်မိတော့ထားပါတော့နှစ်နာရီခွဲက၃နာရီဆိုရင်လည်းနှစ်နာရီခွဲ၃နာရီပေါ့ ဲ့ဒီအချိန်လေးအတွင်းမှာတရက်ကိုရှားပင်တပင်တော်လကောင်းနှစ်ပင်တော်လကောင်းတူရင်တူရင်ကနေအဲ့ဒီဘောရီပင်မှာရှားပင်နေတပင်မှမရှိတော့တာပါတူထားတော့ညနေကြတဲ့လုံလုံရရအောင်မှာဖြစ်တဲ့အတွက်အဲ့ဒီမှာတူထားတဲ့တယွန်းတို့ပေါက်ပြားတို့ဓာတ်တို့အကုန်လုံးတရက်နှစ်ပင်သုံးပင်မှာပဲတူနိုင်တာဒါကိုရင်လေးတွေအားနဲ့ပေါ့သူတို့ကသူလောက်တာပါတပီးတော့လည်းခိုင်းတာတော့မဟုတ်ပါဘူး သူတို့ဘာသူတို့ကြည်ရတာအဆင်မပြေတာနဲ့လို့ရင်ကနေအဲ့ဒါတူတူပြင်အဲ့ဒီပေါက်ပြားတွေဒီတိုင်းပြစ်ထားခဲ့ကြတာအဲ့ဒီတိပင်နဲ့ညံ့နေကြလုံးမယ်ပေါ့လေဒီလိုရည်ရွယ်ချက်နဲ့အဲ့ဒီမှာဆရာတော်ကကြွလာတော့မြင်တော့ကြတော့အဲ့ဒါဘာဘာလုပ်တာဆိုမှအဲ့တပည့်တော်အကြီးဆုံးဆိုတပည့်တော်မေးတာပေါ့အဲ့ဒီမှာနေတယ်လေမမလို့ဆရာတော်တေရှားပင်လေးအဲ့အဆင်မပြေလို့ဟိုဟာလုပ်ထားကြတော့ဘုရားတူပြီးတော့ဘေးမှာပုံထားတော့ပါ ဒီဓာတ်တွေပေါက်ပြားတွေရရောတို့ညံနေလို့မလို့အဲလှုပ်စရာရှိလို့ရှိရင်ဆက်ပြီးလှုပ်ဖို့အတွက်ထားခဲ့တာပါအဲလိုမလုံးနဲ့တဲ့ဘာပဲဖြစ်ဖြစ်ပစ္စည်းတစ်ခုသုံးပြီးရင်သူ့နေရာသူပြန်ထားရတယ်ဆိုပြီးအခုအဲ့ဒီတုန်းကစက္ကန့်ကတော့ကိုဖုန်ကြီးမတော်တို့အိတ်နေတဲ့နေရာနန်းပေါ့အိတ်နေတဲ့နေရာတဲနန်းလေးအဲစာကြည့်တဲ့ဆရာအဲတဲနန်းလေးမှာစက္ကန့်ရှိတယ်အဲစက္ကန့်နဲ့ပြန်ရွှေ့ထားဘာဝေးတာမှတ်လို့ဆိုအဲ့ဒါလေးကလည်းဘဝမှာ မြဲတမ်းဆွဲသွားတဲ့အလုပ်တစ်ခုလုပ်ပြီးရနောက်ပိုင်းသိမ့်မှုပေါ့အဲ့ဒါလေးကိုသိချာမှာခဲ့တဲ့ဟာလေးပေါ့နော်အတားလေးတွေပေါ့ဆရာတော်ဆုံးမခဲ့တာလေးတွေပြန်တွေးပြီးတော့ကိုယ်တော်ဆရာတော်မွေးနေမှလည်းပြန်တတိရတာပေါ့နောက်ပြီးကြိုက်သီရောဆရာတော်ကြီးကြောင့်ကြည့်လိုက်တဲ့အခါကျတော့အော်တို့လည်းတို့ဖုန်းကြီးကို ိုပြီးတော့ချစ်တဲ့မာလာပိုပြီးတော့လေးစားတဲ့မာလာပိုပြီးတမိုးထားတဲ့မာလာဆိုတဲ့ဒီစိတ်လေးလည်းပေါ်တယ်။နောက်ပြီးဆရာသမားတွေရဲ့တမိုင်းကိုလည်းတက်နိုင်ဆုံးကိုတတန်တစ်လျှောက်တော့မဖြောက်ဖဲနဲ့တက်နိုင်ဆုံးထင်ရှားအောင်လုပ်တင်နေဆိုတဲ့ဒီစိတ်ကလေးလည်းပေါ်ပါတယ်။အဲဒါလေးပါပဲဆရာတော့ဝိနေမှာအလုံးကိုဝါရပေးပါတယ်ကိုဆရာသမားတွေထင်ရှားရှိတော့ဆရာသမားတွေနဲ့အတူတူနေရတော့ <laughs> အပြစ်သေးလေးတွေပေါ်မှာပဲကြည်မနေပဲကြည်မာတဲ့ကျေးဇူးတွေကိုကြည်ပြီးအနီးမုံမမုံကြပဲနဲ့ပေါ့နော်အဲဆရာကျေးဇူးကိုကောင်းကောင်းမြင်ပြီးတပြည့်ရလဲဆရာတော်တော်ပေါ်မှာလေးစားဆရာဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းတပြည့်ပေါ်မှာမြတ်တာထားပြီးတပြည့်တော်တို့ရှေ့ဆက်ကြိုးစားကြရမှာပဲလက်ရှိနေထားတဲ့မကြအောင်အဲကြိုးစားကြရမယ်ဒါတည်ပင်တပြည့်တော်တို့အတွက်အကောင်းဆုံးသာသနာအတွက်ပေးဆက်နေကြတော့ပါပဲ ကိုင်းတာကြောင့်မို့အာလုံးဆရာသမားတန်းစဉ်ကိုကြိုးစားလျှောက်ကြ၍သာသနာရဲ့အာကိုအာထာပြုတတ်သောပုဂ္ဂိုလ်များဖြစ်နိုင်ကြပါစေ။